ကမ်ဘောဒီးယားခြေစားရာဇဝတ်ဂိုင်းနေနဲ့ပတ်သက်နေတဲ့ကိုရီးယားနိုင်ငံသား64ဦးကိုအစိုးရစီစဉ်ပေးတဲ့လေရင်နဲ့ပြန်ခေါ်လာခဲ့ပါတယ်။အခုသူတို့ကိုလိန်လယ်မှုတန်တရားနဲ့စစ်ဆေးနေပြီးတစ်ချိန်တည်းမှာပဲအာဓမ္မခိုင်းစီခရယသူတွေဖြစ်နိုင်တယ်လို့လည်းသတ်မှတ်ထားပါတယ်။သူတို့ဟာဒီလိန်လယ်မှုတွေမှာစန္ဒအလျောက်ပါဝင်ခဲ့တာလားဒါမှမဟုတ်အတင်းအကျပ်ခိုင်းစီခံရတာလားဆိုတာကိုရဲတပ်ဖွဲ့ကစစ်ဆေးနေပါတယ်။ အစိုးရကစစ်လုံငါလျင်နဲ့ပြန်ခေါ်လာခဲ့တဲ့ကိုရီးယားနိုင်ငံသား64ဦးဟာလက်ထိတ်ခတ်မျက်နှာဖုံးဆွပြီးလေးစိတ်ကနေထွက်ခွာလာခဲ့ကြပါတယ်။သူတို့အများစုဟာကမ်ဘောဒီးယားကလိမ်လည်မှုတွေမှာပါဝင်ခဲ့တဲ့ဆွဆွဲချက်တွေနဲ့ရှင်ဆိုင်နေရပါတယ်။ဒါပေမဲ့တချို့ကတော့သူတို့ကိုပြန်ပေးဆွဲပြီးဖမ်းဆီးချုပ်နှောင်နှိပ်စက်ခဲ့တာကြောင့်အလုတ်လုတ်ခဲ့ရတယ်လို့ထုတ်ပေါ်ပြောဆိုကြပါတယ်။ဒါကြောင့်ရဲတပ်ဖွဲ့ကသူတို့ရဲ့လုံဆောင်မှုတွေဟာအထမခိုင်းစေခံရတာဟုတ်မဟုတ်ကိုစုံစမ်းနေပါတယ်။ ဒီအတွက်ကမ်ဘောဒီးယားရဲတပ်ဖွဲ့ကလွှဲပြောင်းပေးခဲ့တဲ့တင်းဆဲရမိပစ္စည်းတွေကိုစစ်စစ်နေပြီးတော့ဖမ်းဆီးခံရသူတွေဟာတရားမဝင်လုပ်ငန်းတွေကိုကြိုတင်တရှိခဲ့သလားဒါမှမဟုတ်ရာဇဝဲမှုတွေကလည်းအကျိုးမြတ်ရခဲ့သလားဆိုတာကိုလည်းစုံဖြတ်နေပါတယ်။ရာဇဝဲမှုနဲ့ပတ်သက်ပြီးအချက်အလက်တွေကတော့မှန်ကန်ကြောင်းအတည်ပြုပြီးသားပါ။ဒါပေမဲ့တစ်ချိန်တည်းမှာသူတို့ဟာတားကောင်တွေလည်းဖြစ်နိုင်ပါတယ်။သူတို့မှာအနေထားနှမျိုးစလုံးရှိနေပါတယ်။ ရဲတပ်ဖွဲ့ကတနင်္လာနေ့မှာကြီးညာခဲ့တာကတော့လိန်လေမှုနဲ့ဆွတ်ဆဲခံထားရတဲ့တန်တရားရှိသူ59ကိုဖမ်းဝရမ်းထုတ်ဖို့ရှောက်ထားခဲ့ပါတယ်။လူလေးဦးကိုတော့ပြန်လွတ်ပေးခဲ့ပြီးပါပြီ။ဒီတော်တွင်းမှာပဲကမ္ဘောဒီးယားနိုင်ငံမှာအွန်လိုင်းငွေလိမ်ကားရဲ့နှိပ်စက်မှုကြောင့်တေဆုံးခဲ့တဲ့ကောလိပ်ကျောင်းသားကိုကမ္ဘောဒီးယားစေလွတ်ခဲ့တဲ့သူတအုပ်ကိုတနင်္ဂနွေနေ့ကဖမ်းဆီးခဲ့ပါတယ်။ရဲတပ်ဖွဲ့ကထိမ့်သိမ်းခံထားရသူတွေကိုစစ်ဆေးမေးမြန်းပြီးကမ္ဘောဒီးယားနိုင်ငံကရာဇဝတ်ဂိုင်းတွေရဲ့ကျေပြန့်မှုအတိုင်းအတာနဲ့ အသေးစိတ်အချက်အလက်တွေကိုရှာဖွေစုဆောင်းသွားမှာဖြစ်ပါရဲ့ရှင်။